ဒီကနေပြီးတော့ဘာပြန်ရမလဲဆိုတော့ဥမာကျွန်တော်တို့အပြင်မှာလှုပ်တော့တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုယ်ပိုင်ဆိုင်ဖွင့်လို့ပဲဖြစ်ဖြစ်အဲ့ရရလာတဲ့အကျိုးမြတ်တွေအပဲပြန်သွားမယ်ဆိုရင်ကျွန်တော်တို့တက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေစီကိုပြန်သွားမယ်တချို့ဆစ်ရှောင်းတွေစီသွားမယ်အဲ့ရနေပြီးတော့ကိုယ်အတွက်လည်းကြံမယ်ကြံတာလည်းပြန်ပြီးတော့ထောက်ပံ့နိုင်မယ်ပေါ့အဲ့လိုမျိုးပါကျွန်တော်က ရဲစီတန်ဟိတ်ထပ်ဖြစ်ပါတယ်ခင်ဗျဟုတ်ဒီတန်းနန်းကိုဒီမျိုးကြားပြီးပြီးတော့ဖိတ်ရှိပြီးတော့ဆက်တချောက်ထပ်ဖြစ်ပါတယ်ဒီတင်နန်းကျွန်တော်တို့ဒီပြည်သူပန်းတိုင် page မှာတင်နန်းခေါ်ယူကြောင်းရေးတာတွေ့တာနဲ့အဲ့ရန်နေပြီးတော့တင်ရှောက်ကြည့်တာပါခင်ဗျအဲ့ရှောက်ရင်းနဲ့မှာကျွန်တော်တို့ဒီတင်နန်းသားပြန်လဲရွေးချယ်တဲ့ဒီမှာပါလာတာပါခင်ဗျဟုတ်ကျွန်တော်တို့ဒီစပိန်ပြင် e-bike ပြင် cycle ပြင်တင်နန်းကိုဘာကြောင့်တက်ရောက်လာလဲဆိုတော့အတွေ့အကြုံလိုချင်တာပြီးတော့ကျွန်တော်တို့ကပြန်လဲပြီးတော့ ဒီမှာရက်တီဖို့အတွက်ဆိုင်ငန်းဖွင့်လို့ရှိလို့ရှိရင်အထောက်အကူဖြစ်အောင်လို့ကျွန်တော်တို့မတိနားမလဲပညာတွေကိုစီးပို့ခြင်းတော့ပါခင်ဗျာဆရာဒီနီးပြဆရာတွေပို့ချပေးတဲ့အရာအားလုံးတော့အတတ်နိုင်ဆုံးတော့ကြိုးစားပြီးတော့ဆောင်ရွက်ခဲ့ပါခင်ဗျာတင်ကြခဲ့ခင်ဗျာဟုတ်ကဲ့ဒီတင်နာကျွန်တော်တို့ဒီတော်လိုင်းအေးတောက်မှာပါလာတဲ့ဒီစီဒီအန်တော်လကောတုတ်ချတက်ကြတော်လကောအကုန်လုံးအတွက်တော့အကျိုးတက်ရောက်မှုတစ်ခုတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ ဒီထိုင်းနိုင်ငံကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာအခက်အခဲမျိုးစုံရှိကြတယ်။ဒီတချို့အလုပ်လုပ်မယ်ဆိုလို့ရှိရင်အနည်းဆုံးလက်မှတ်တစ်ခုခုရှိမှလုပ်လို့ရမယ်ဆိုတော့တချို့ကျွန်တော်တို့စီဒီအန်နေအများစုကလက်မှတ်လုပ်ဖို့ခဲနေကြတယ်။အထောက်ပံ့မရှိဝင်ဝင်မရှိကြတော့အဲ့လိုအခြေအနေမှာဒီတင်တန်းလေးပြီးတဲ့အတွက်အများကြီးအထောက်အကူဖြစ်တဲ့ကိုလုပ်ငန်းအခြားကြီးမှာဝင်လုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတာပေါ့ဟုတ် ကျွန်တော်ကဒီတက်မြောက်ထားတဲ့ပညာလေးနဲ့အတက်နိုင်ဆုံးကို တနိုင်တစ်ပိုင်းဆိုင်ငန်းလေးတော့ဖွင့်ပြီးတော့လုပ်မယ်လို့တော့ရည်ရွယ်ထားပါတယ်ခင်ဗျာဟုတ်ဒီအကောင်းဆုံးဘန်းကျွန်တော်တို့ဒီအခုလက်ရှိမှာ လူအတုံးများနေတဲ့ဒီဘက်ထရီ e-bike ဘိန်းပေါ့ e-bike ဘိန်းတွေမှာပြင်ဆင်မှုတွေကိုတော့အားရပါတယ်ခင်ဗျာဟုတ်ကျွန်တော်တို့ထင်ထားတာထက်ပိုပြီးတော့ဆရာတွေကတင်ကြားပေးတယ်အဲ့ဒီမှာပိုပြီးတော့ကိုကကျွန်တော်တို့ထင်ထားတာထက်ပိုအတွေ့အကြုံတွေရတယ်ပေါ့နော်ဟုတ် ဆောင်ပတ်တာကာလဆိုပေမဲ့လည်းကျွန်တော်တို့ဒီနီးပြဆရာတွေရဲ့တင်ကြားပူချာမှုဘောနဲ့ကျွန်တော်ပြန်လုံမယ်ဆိုလို့ရှင်ကိုကူကိုတော့ဆရာတွေတင်ကြားရပြီးတဲ့အရာမှန်တယ်မဟုတ်ယုံကြည်နဲ့လုံနိုင်တယ်လို့ထင်ပါတယ်ခင်ဗျာခြားတော့အကြံပြုရအောင်မရှိပါဘူးဒါပေမဲ့တင်နန်းသားတွေဟိုတခုပြောရင်တော့ဒီဆရာတွေတင်ပြပေးနေတဲ့အချိန်မှာလေးလေးနက်နက်လေးအာယုံစိုက်ဖို့ဘာဖြစ်လို့လဲဆိုတော့အချိန်ကာလနဲ့တိုးတောင်းတယ်လေတိုးတောင်းတဲ့အချိန်မှာ အာယုံဆိုင်ပြီးတော့တေချာစနစ်တကျလေးတင် जा ဖို့ပဲတိုက်တွန်းနေပါခင်ဗျဟုတ်ကျွန်တော်တို့ဒီတွန်လိုင်းရေးတက်ဖွဲ့ဝင်တွေစီဒီအန်တွေအတွက်ဒီလိုမျိုးတင်တန်းလေးတွေကတော်တော်လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟိုမှာစစ်သားတော်၎င်းရဲတော်၎င်းသူလက်နက်ကိုင်အလုပ်ပဲလုပ်ငန်းလုပ်ခဲ့တာဆိုတော့ဒီလိုလက်မှုပညာတွေနားမလည်ခဲ့မတွက်ကြမ်းခဲ့ဘူး။ဒီမှာသူတိုင်းတစ်ပါးမှာလှုပ်ရှားမယ်ဆိုလို့ရှိရင်အခက်အခဲအများကြီးရှိတယ်။အခုလိုဒီတင်တန်းလေးဖွင့်ပေးတဲ့အတွက်သူတို့မှအတွေ့အကြုံတစ်ခုခုရမယ်။အဲဒီအတွေ့အကြုံနဲ့လက်တွေ့အလုပ်မှာပြန်ပြီးအသုံးချလို့ရမယ်လို့ကျွန်တော်ယုံကြည်တယ်ခင်ဗျ။ဟုတ် ်ဒီကနေပြီးတော့ဘာပြန်ရမလဲဆိုတော့ဥမာကျွန်တော်တို့အပြင်မှာလုတ်တော့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုပိုင်ဆိုင်ဖွင့်လို့ပဲဖြစ်ဖြစ်အဲ့ရရလာတဲ့အကျိုးမြတ်တွေအပဲပြန်သွားမယ်ဆိုရင်ကျွန်တော်တို့တဲ့တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေစီကိုပြန်သွားမယ်တချို့စစ်ရှောင်းတွေစီသွားမယ်အဲ့ရနေပြီးတော့ကိုတို့အတွက်လည်းကြံမယ်ကြံတာလည်းပြန်ပြီးတော့ထောက်ပံ့နိုင်မယ်ပေါ့အဲ့လိုမျိုးပေါ့ ကိုပတ်ဝင်ခြင်းကိုကူညီနိုင်တဲ့အနေအထားတစ်ခုတော့ပြန်ရှိလာအောင်ခင်ဗျာကျွန်တော်တို့အခုဒီထိုင်းနိုင်ငံမှာကျတော့ဒီအလုပ်ကအများဆုံးကတော့ဒီမြန်မာတွေပဲလောက်ရတာများတယ်အဲ့မှာဘာတွေလောက်ရမလဲဆိုတော့ကျွန်တော်တို့တမန်တန်တကားမှာဝရင်စော်တဲ့ပညာတို့အဓိကအဲ့အဲကွန်ပြင်တဲ့ line တို့ဒီ me line တို့ပါအဲ့ဒါတွေကအဓိကကြာကျွန်တော်တို့ဖြစ်စေချင်တာနောက်အပတ်စဉ်တွေမှာဝရင်ပညာကိုသင်ပေးသင်တန်းလေးပို့ချပေးဖို့ဖြစ်စေချင်တာပေါ့နော်ဟုတ်သူတို့ လီတင်တန်းတွေထောက်ပံ့ပေးတဲ့လူတွေကိုတော်တော်ကျေးဇူးတင်ပါဘာကြောင့်လဲဆိုတော့တို့ထောက်ပံ့ပေးလို့လည်းဒီလိုအခွင့်အလမ်းတွေကျွန်တော်တို့မြင်လာရတာလေအရင်တော့ဆိုဘာမှမသိဘယ်မှလည်းမသွားရဲမလာရဲဘာမှလည်းမလုတ်တက်မကင်တက်ဒီတို့ရဲ့ဒီလိုထောက်ပံ့မှုကြောင့်ကျွန်တော်တို့လုတ်တက်ကင်တက်လာတယ်ကျွန်တော်မသိတဲ့ပညာတွေသိလာတယ်ကျွန်တော်မလုတ်ဘူးတဲ့အရာတွေလုတ်တက်လာတယ်တို့တော်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ဘလို့ပြောချင်လားဆိုတော့ကျွန်တော်တို့ CDN တပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဒီတော်လိုင်းညီကိုတွေအကုန်လုံးတော့ လိုဖွင့်တဲ့တင်တန်းလေးတွေကိုတက်ရောက်စေခြင်းနဲ့ဘာကြောင့်လဲဆိုတော့အခွင့်အလမ်းတစ်ခုရတယ်ဗျကိုအတွက်ဟောကိုပတ်ဝန်းကျင်အတွက်ကိုမိသားစုအတွက်ကောကိုတော်လည်းတပွဲဝင်နေအကုန်လုံးတော့အထောက်အကူတစ်ခုတော့ရမယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့တော့ဒီပြည်သူပန်းတန်းအစီအစဉ်ပေးတဲ့ဒီတင်တန်းလေးတွေကိုတန်းနိုင်ဆုံးတက်ရောက်ဖို့မြေတားရခံတယ်ဘာကြောင့်လဲဆိုတော့တချို့လုပ်ငန်းရှိတဲ့အလုပ်ရှိတဲ့လူတွေကတော့ဒါတကယ်တကယ်အလုပ်မရှိဘူးဆိုလို့ရှိလို့ရှိရင်တော့ဒီပညာလေးတွေကိုသင်ယူစေခြင်းနဲ့တင်တန်းလေးတွေတက်ရောက်စေခြင်းနဲ့ပေါ့ ဇိတုပန်းနိုင်ဟိုတခြားအကြံပြုကြတာအတင်နန်းကာလာနည်းနည်းပိုရှည်တော့ပိုပြီးတော့ပညာပိုဆုံးမယ်လို့တော့ထင်ပါဒါပေမဲ့အခက်ခဲတစ်ခုခုကြောင့်တင်နန်းကာလာတူတောင်းတာကိုလည်းလက်ခံပါတယ်ခင်ဗျာဟုတ်အတန်နိုင်ဆိုနှစ်လလောက်ဆိုရင်တော့ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်